အလောဒီနီတော်နီသတနာဂျန်အခန်းကြီး၃ဖြစ်ပါတယ်။ခန်းကြီး၃အငယ်၁မှ၈ခတ်သိန်းသောအမှုရာတို့သည်မိမိတို့အချိန်ရှိ၏။မိုးကောင်းကင်အောက်၌ကြံစီသည်မြအသီးသီးတို့ကို ပြုရသောအချိန်ရှိ၏။ဖွားချိန်နှင့်သေချိန်လည်းရှိ၏။စိုက်ပျိုးရသောအချိန်နှင့်စိုက်ပျိုးသောအရာကိုနှုတ်ရသောအချိန်လည်းရှိ၏။တတ်ရသောအချိန်နှင့် အနာပြုတ်စီရသော အချိန်လည်းရှိ၏ဖြိုဖြစ်ရသောအချိန်နှင့်တည်ဆောက်ရသောအချိန်လည်းရှိ၏ငိုရသောအချိန်နှင့်ရေရသောအချိန်လည်းရှိ၏ညီးတွားရသောအချိန်နှင့်ကန့်ခွန်ရသောအချိန်လည်းရှိ၏ကြောက်တုတ်ကိုဖြန့်ကျဲရသောအချိန်နှင့်ဆုသိမ်းရသောအချိန်လည်းရှိ၏ဖဲ့ရမ်းရသောအချိန်နှင့် မဖဲ့ရမ်းဘဲခွဲခွာ၍နေရသောအချိန်လည်းရှိ၏စီးပူးရသောအချိန်နှင့် ဥစ္စာပြည့်ဝသောအချိန်လည်းရှိ၏။တူထားရသောအချိန်နှင့်ပြည့်လျက်သောအချိန်လည်းရှိ၏။အဝတ်ကိုဆုပ်ရသောအချိန်နှင့် ချုပ်ရသောအချိန်လည်းရှိ၏။တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏။ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်းရှိ၏။စိတ်တည်ရသောအချိန်နှင့်စိတ်ငြိမ်ရသောအချိန်လည်းရှိ၏။အငယ်ကူမဆင်ငါ လုတ်ကင်သောသူသည်ကြိုးစားအားထုတ်ရာတွင်အဘယ်ကျေးဇူးရှိသနည်းလူသားတို့ကျင်လျာဖို့ဘုရားသခင်ပေးတော်မူသောပင်ပန်းခြင်းအမှုကိုငါကြည်မြင်ပြီးခတ်သိမ်းသောအရာတို့ကိုမိမိတို့အချိန်တန်မှလျောက်ပတ်စွာဖန်ဆင်းတော်မူပြီးလူစိတ်နှလုံးကိုလည်းအနန္တကာလ၌ဆွဲလန်းစေတော်မူပြီးတို့ရတွင်ဘုရားသခင်စီရင်တော်မူသော အမှုကို အစမှအဆုံးတိုင်အောင် လူသည်စိတ်ဝေမကုန်နိုင်ရွှင်လန်းခြင်းမှုနှင့်အသက်ရှင်စဉ်တွင်ဂျေစုပြုခြင်းအမှုမှတပါ အခြားသောအမှုရာတို့၌အကျိုးဂျေစုမရှိသည်ကိုငါသိ၏လူတိုင်းစားသောက်ခြင်းက၎င်းမိမိကြိုးစားအားထုတ်သမျှသောအမှု၌ပျော်မွေ့ခြင်းက၎င်းဖျားသခင်ဂျေစုတို့ကြောင့်သာ အခွင့်ရှိ၏ဘုရားသခင်ပြုတော်မူသမျှသော အမှုသည် နေဆထာဝရဖြစ်သည်ကို ငါတိထ၍မပြုနိုင်ရာနှုတ်၍မယူနိုင်ရာလူတို့သည် ရှေ့တော်၌ကြောက်ရွံ့မိအကြောင်းဘုရားသခင် ပြုတော်မူ၏ဖြစ်ဖူးသောအရာသည်ယခုဖြစ်သော အရာနှင့်တူ၏ဖြစ်လက်တန်သော အရာသည်လည်းဖြစ်ဖူးသော အရာနှင့်တူ၏လွန်ပြီးသောအရာတို့ကိုလည်းဘုရားသခင် တောင်းပြန်တော်မူ၏အငယ်၁၆မှ၂၀ ထိုမှတပါနေအောက်မှတရားစီရင်ရာအရ၌အဓမ္မအမှုရှိသည်ကို၎င်းဖြောက်မရာအရ၌ဒုစရိုက်ရှိသည်ကို၎င်းငာမြင်ပြီဘုရားသခင်သည် ဖြောက်မသောသူ၏အမှုနှင့် မတရားသောသူ၏အမှုကိုစစ်ကြောစီရင်တော်မူမည်ဟုငါအောင်မိ၏အကြောင်းမူကားခတ်သိမ်းသောအကျံခတ်သိမ်းသောအမှုတို့ကိုစစ်ကြောစီရင်သောအချိန်ရှိ၏လူသားတို့နေရာကိုရိမှတ်၍ငါအောင်မိသည်ကား လူတို့ကိုဖျားသခင်စုံစမ်းတော်မူပြီးအကြောင်းနှင့်သူတို့သည်တိရိစ္ဆာန်ကဲ့သို့ဖြစ်ဒီကိုသူတို့တိမြင်မိအကြောင်းနေရာကျသည်လူသားတွေ့ကြုံသော အမှုကိုတိရိစ္ဆာန်တွေ့ကြုံတတ်၏ထိုနှုတ်တို့သည်တပါတီသော အမှုကို တွေ့ကြုံလျက်တဦးသေးတကဲ့သို့တဦးသေးတတ်၏အလုံးစုံတို့သည်အသက်တစ်မျိုးတည်းရှိကြ၏တို့ဖြစ်၍လူသည် တရိစံထက်ထူးမြတ်သောအကြောင်းမရှိ အလုံးစုံတို့သည်အနတ္တဖြစ်ကြ၏အလုံးစုံတို့သည်တခုတည်းသောအရတ်တို့ရောက်တတ်ကြ၏အလုံးစုံတို့သည် မြေမုန်တဲကဖြစ်သည်နှင့်ညီမြေမုန်သည်သို့ပြန်သွားတတ်ကြ၏အငယ်နစနတိမနစနနှင့်တို့ရတွင်အထက်သို့တက်တတ်သောလူသား၏ဝိညာဉ်ကို၎င်းအောက်အရတ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်ဤဝိညာဉ်ကို၎င်းအဘဲသူသည်ပိုင်းခြား၍တည်သည်။လူသည်မိမိပြုမူရာ၌ပျော်မွေ့ခြင်းအမှုထက်တာ၍ကောင်းသောအမှု မရှိသည်ကိုငါသိမြင်၏။ထိုအမှုသည်သူ၏အဖို့ဖြစ်၏။သူသည်မိမိနောက်မှအဘဲသို့ဖြစ်လက်တန်သည်ကိုသိမြင်ပြီးအကြောင်းအဘဲသူဆောင်ခဲ့လိမ့်မည်နီ။ Okay, now we do my bientôt, mais non, bye bye.